မင်္ဂလာရှိသောလောမြတ်တဲ့နေလေးဖြစ်ပါစေလို့ဥစွာပထမတောင်းစုပြုမေတ္တာပို့တာလိုက်ပါတယ်။ဦးဇင်းတို့ယနေ့ယခုဖြစ်ပေါ်နေတဲ့မြန်မာပြည်တော်တဘာဝဘေးဒဏ်အန္တရာယ်တစ်ခုဖြစ်တဲ့ငလျင်ဘေးဒဏ်တက်ခံစားနေရတဲ့ဖရာသားတော်ရဟန်းတော် သံဃာတော်များနဲ့အတူပြည်သူလူထုဒါယကဒါယိကာမာများအားလုံးပြန်လဲထူထောင်နိုင်ရန်အတွက်ဆိုပြီးတော့ဦးဇင်းနဲ့အတူဇရာတော်သံဃာတော်များဒါယကဒါယိကာမာများအားလုံးမှာပေါင်းစုပြီးမိမိတို့သက်နိုင်သည့်အားနှင့်တက်နိုင်သည့်ဘက်ကနေပြီးတော့ ထောက်ပံ့လူဒန်းကြတဲ့ထောက်ပံ့လူဒန်းပေးခဲ့ကြတဲ့ကုသိုလ်ရှင်မိသားစုများကိုဘောနာပွားရစိန်တော်ငါပြောပြပေးပါမယ်ဗုဒ္ဓဓမ္မဝိရာရအကြောင်းဆရာတော်ဥဒုမနာနတ်မောင်နဲ့ခொနိယသားသမီးမိသားစုများမှာ လှူတော်ငွေ73သိန်းကျပ်ကိုမတီလှူဒန်းခဲ့ပါတယ်နေပြည်တော်ဆရာတော်ဥပညာဇောတာနဲ့ကိုနီယသားသမီးမိသားစုများမှအလှူတော်ငွေ9သိန်းကျပ်ကိုမတီလှူဒန်းပေးခဲ့ပါတယ်မဂွေဇေယရောဥအဂ္ဂတာရနှင့် ခொနီယသားသမီးမိသားစုများမှအလူတော်ငွေတစ်ထောင်ဘတ်ကိုမတီလှူဒန်းပေးခဲ့ပါတယ်။ကြံကင်းဆရာတော်ဥစံတော်ဘာသာနှင့်ခொနီယသားသမီးမိသားစုများမှအလူတော်ငွေတစ်ထောင်ဘတ်ကိုမတီလှူဒန်းပေးခဲ့ပါတယ်။ တောင်ကြီးဇေယရောဥနရိန္ဒနှင့်ခொနိယသသမီးမိသားစုများမှအလူတော်ငွေတစ်ထောင်ဘက်ကိုမတိလှူဒန်းပေးခဲ့ပါတယ်မဆောမြတ်တန်တော်ဗာမောင်ကောင်းမြတ်ကိုမိသားစုမှာမာဒီအလူတော်ငွေတစ်ထောင်ဘက်ကိုလှူဒန်းပေးခဲ့ပါတယ် မနန်းစိန်ဦးမိသားစုမှာအလူတော်ငွေ900ဘတ်ကိုမတီလှူဒန်းပေးခဲ့ပါတယ်။နဖမိဘများကို အမှုထားပြီးကိုအောင်သူနိုင်မပြည့်ပြည့်ဖြူမိသားစုမှာအလူတော်ငွေ900ဘတ်ကိုမတီလှူဒန်းပေးခဲ့ပါတယ်။ နဖမိဘများကိုအမှုထားကကိုစဉ်ကိုအောင်မင်းမက်ခိုင်မာဝင်းမိသားစုမှာအလူတော်ငွေတထောင်ဘတ်ကို မတ်တီလှူဒန်းပေးခဲ့ပါတယ်မိဘများအမှုထားပြီးကိုရဲဝင်းထွေမိသားစုမှာအလူတော်ငွေ2000ဘတ်ကိုမတ်တီလှူဒန်းပေးခဲ့ပါတယ် ိုသိန်းစုံမနှင်းပွင့်စံသမီးမနှင်းအိန္ဒရာကိုမယွန်းယတနာကိုမိသားစုမှအလူတော်ငွေ၅သိန်းချက်ကို မတီလူဒန်းပေးခဲ့ပါတယ်ကိုထက်လွင်အောင်မယူယူခိုင်သာမောင်အောင်ကျော်မူခလီဟိုမိသားစုမှအလူတော်ငွေတထောင်ဘတ်ကို မဒီလှူဒန်းပေးခဲ့ပါတယ်ကိုတန်ဝင်းနိုင်မက်ကေသွေအောင်မိသားစုမှာအလူတော်ငွေ900ဘတ်ကိုမဒီလှူဒန်းပေးခဲ့ပါတယ်ဥစံထွန်းဒေါ်ကြီးသမီးမတ်အုံမာထွန်းမိသားစုမှာအလူတော်ငွေ300ဘတ်ကိုမဒီ လှူဒန်းပြီးခဲ့ပါတယ်မယီမိသားစုမှ အလှူတော်ငွေ900ဘတ်ကိုမတီလှူဒန်းပြီးခဲ့ပါတယ်ကိုအောင်နိုင်ထွန်းမမိုးမူဆန်သာမောင်လင်းမြတ်သာ မောင်မြင့်မြတ်သာမိသားစုမှအလှူတော်ငွေ1000ဘတ်ကို မဒီလူတန်းပေးခဲ့ပါလေကိုသက်နိုင်ဒေါ်အေမီတို့အားယေစုပြီးသမီးမတ်ငယ်ထွေးမိသားစုမှာအလူတော်ငွေ900ဘတ်ကိုမဒီလူတန်းပေးခဲ့ပါတယ်ဦးမြသိန်းဒေါ်တောင်းမြင့်တို့အားယေစု၍သမီးမတ်ငိမ့်ငိမ့်လိုက်မိသားစုမှာ အလူတော်ငွေ1000ဘတ်ကို မတီလှူဒန်းပေးခဲ့ပါတယ်ဒေါ်အေးမောမိသားစုမှာအလူတော်ငွေ900ဘတ်ကို မတီလှူဒန်းပေးခဲ့ကြပါတယ်ယခုလှူဒန်းပေးခဲ့တဲ့ကုသိုလ်ရှင်များကဦးစင်းကိုဦးစင်းရဲ့ Facebook page ကနေပြီးတော့သစင် ဆက်တွဲပြီးလာရောက်လှူဒန်းပေးခဲ့တဲ့ပေးကြသောကုသိုလ်ရှင်မိသားစုများဖြစ်ကြပါれဆက်လက်၍လည်းမိသားစုများခொနည်းတားသမီးများထောက်ပံ့ကူညီလှူဒန်းလို့ကလှူဒန်းလို့ရပါれဥစဉ်သည်9ရက်4လ2025 တောက်ကြံနေအထိထောက်ပံ့ကူညီအလူငွေများကိုလက်ခံအလူခံပေးသွားမှာဖြစ်ပါတယ်6ရက်လေးလ2025စနေနေ့မှာစတင်ကကိုရိုင်းတွားရွေတော်၎င်းငလျင်ဘေးတင်နေရာများ၌ လက်တွေကြကြထိထိရောက်ရောက်ဆောင်ရွက်ကူညီပေးကြတော့အဖွဲ့ဝင်များထံသို့ဓာတ်ရိုက်ချိတ်ဆက်၍တော်၎င်းအစဉ်ပြေသည့်အလျောက်အစဉ်ပြေသည့်အားလျော်စွာချိတ်ဆက်သွားရောက်ကူညီပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့ဓမ္မမိတ်ဆွေဆွေတော်မျိုးတော်များအားလုံး ခုနှစ်သားသမီးမိသားစုများအားလုံးယခုလက်ရှိဖြစ်ပေါ်နေသည်ငလျင်ဘေးသင်းပြည်သူများဇေယတော်တန်ဃာတော်များအားလုံး90အနှင်းစွမ်းနိုင်သည့်ဘက်ကနေပြီးတော့ဝိုင်းဝင်းကုညီထောက်ပံ့လှူဒန်းပေးကြဖို့မေတ္တာရက်ခံတောင်းဆိုအပ်ပါတယ် ဓမ္မမိတ်ဆွေဆွေတော်မျိုးတော်များအားလုံးခொနည်းရသာသမီမိသားစုများအားလုံးကဘာသူကဘာသားများအားလုံးဘေးမျိုးမျိုးရံအတွက်တွက်ကပ်ဘေးအမျိုးမျိုးမှကင်းဝေးကြပါစေလို့တောင်းစုပြုမေတ္တာပို့တာလိုက်ပါတယ်